ရုတ်နိုင်ငံမှာဖွင့်လှစ်ထားတာမကြာလသေးတဲ့တရားစီဂျိုးပြီးမြစ်ထဲပြုတ်ကျသွားခဲ့ပါတယ်။တရုတ်နိုင်ငံအနောက်တောင်ပိုင်းစီချွန်ပြည်နယ်ထဲမှာရှိတဲ့ဟောင်းချီတရားဟာတရုတ်ပြည်မကြီးနဲ့တိဘက်ဒေသကိုဆက်သွယ်ဖောက်လုပ်ထားရာအဓိကအဝေးပြေးလမ်းမကြီးတစ်ခုပေါ်မှာတည်ရှိနေပါတယ်။ဂျိုးကြတဲ့အချိန်မှာတရားကိုဂျိုးပြီးပိတ်ထားတဲ့အတွက်လူအသေးပြောက်မရှိခဲ့ဘူးလို့သိရပါတယ်။အာနာပိုင်တွေရဲ့အဆိုအရအဲ့ဒီနေရာတစ်ဝိုက်မှာမြေပြိုမှုတွေဖြစ်ပေါ်နေခဲ့ပြီးမြေပြင်အနေအထားစိတ်မချရတာမျိုးတွေကိုဂျိုးတင် ထောက်လန်းသိရှိထားခဲ့တယ်လို့ဆိုပါတယ်။ နိုဝင်ဘာလ10ရက်နေ့မှာတော့တရားနဲ့ကက်လျက်တောင်ဆောင်တွေမှာမြေသားပတ်ကြားအပ်တွေဖြစ်ပေါ်လာတာကိုစစ်ဆေးတွေ့ရှိတဲ့အတွက်တရားကိုအရေးပေါ်ပိတ်ထားခဲ့ရပါတယ်။နိုဝင်ဘာလ17ရက်နေ့မှာတော့958မီတာရှည်လျားတဲ့တရားရဲ့အပိုင်းတစ်ခုမြစ်ထဲကျိုးချသွားခဲ့တယ်လို့ဒေသဆိုင်ရာအုပ်ချုပ်ရေးအာဏာပိုင်တွေကအတည်ပြုခဲ့တာပါ။အထက်မတိုင်ခင်ကတည်းကတောင်ဝရှိသူတွေဟာတရားကိုဖျက်ဆီးမှုစောင့်နေတဲ့အရင်တွေအားလုံးကိုကြိုတင်ရွှေ့ပြောင်းထားခဲ့တယ်လို့တရားနာမချင်းကပ်ဖို့ဒေသပေးဆိုင်းဘုတ်တွေလည်းထောင်ထားခဲ့ပါတယ်။ နောက်ပိုင်းမှာပိုပြီးအခြေအနေဆိုးလာတဲ့မြေပြိုမှုတွေကတရားရဲ့အောက်ခြေဖောင်ဒေးရှင်းကိုပါထိခိုက်စေခဲ့ပြီးချင်းကတ်တရားတစ်ဖက်စွန်းနဲ့ပင်မတရားအစိပ်အပိုင်းတစ်ခု ပြိုကျသွားခဲ့တာဖြစ်ပါတယ်။တရားကျိုးသွားတဲ့မြင်ကွင်းကိုဗီဒီယိုမှတ်တမ်းတင်ထားနိုင်ခဲ့ပြီးအေယာမော့ဖုံလုံးကြီးတွေပတ်ဝန်းကျင်ကိုဖုံးလန်းသွားတာတွေ့ရပါတယ်။အဲ့ဒီတရားကြီးတိဆောက်မှုဟာနှစ်ဆန်းပိုင်းကမှပြီးစီးခဲ့တာဖြစ်ပြီးဖွင့်လှစ်ထားတာလောက်ပိုင်းလောက်သာရှိသေးတယ်လို့သိရပါတယ်။ လလောဆင်မှာတော့တရားကိုဘယ်ချိန်ပြင်ဆင်ပြီးမလဲဆိုတာကိုတတိကျကျမခံမနိုင်သေးဘူးလို့တရားဆောက်လုပ်တဲ့ contract company စီချုံလန်တရားလုပ်ငန်းကလူမှုကွန်ရက်မှာရေးသားထားခဲ့ပါတယ်။တရုတ်ဟာနိုင်ငံအနှံ့မှာလန်တရားအခြေခံအဆောက်အအုံ project တွေကိုအရှိန်မြှင့်တိစောက်နေပြီးအခုတရားကြိုးကြမှုဟာအဲ့ဒီအဆောက်အအုံတွေကကျန်းတန်းပြင်းထန်တဲ့ရာသီဥတုဒဏ်ကိုခံနိုင်ရရှိမရှိဆိုရင်တကြီးမေခွန်းထုတ်မှုတွေကိုပုံမမြင့်တက်လာစေခဲ့ပါတယ်။ပြီးခဲ့တဲ့လပိုင်းတုန်းကလည်းတရုတ်နိုင်ငံအနောက်မြောက်ပိုင်းကအကွင်ဟိုင်ပြည်နယ်မှာ ယထာလန်းတစ်ခုတိဆောက်ရင်မြစ်ဝါမြစ်ထဲကျိုးကျခဲ့တာကြောင့်အလုသမာ၁၂ယောက်ထပ်မနေတိဆုံးခဲ့ရပါတယ်။မနစ်ကလည်းရှမ်းရှိမှာမိုးတတဲတထန်ရွာသွန်းပြီးရေကြီးမှုတွေကြောင့်တရားဒဇင်တစ်သိပ်တစ်ပိုင်းကျိုးကျသွားရကဂါ၂၅စီရေစီနဲ့အတူမျောပါသွားပြီး၂၄ယောက်ပျောက်ဆုံးခဲ့ပါတယ်။2024ခုနှစ်မေလတုန်းကကွမ်တောင်ပြည်နယ်ရဲ့တာထုထက်ရာဧရိယာတစ်ခုကအဝေးပြေးလမ်းတစ်ခုပဲ့ထွက်ပြီးပျို့ချသွားတာကြောင့်လူ36ယောက်အသက်ဆုံးရှုံးခဲ့ရပါတယ်ရှင်။